မြတ်စွာဘုရားကဟောတယ်ပတိရူပေဝတေထေတိမင်းကြီးဘွားတွေ့တဲ့ချင်လို့ရှိရင်ကိုယ်နဲ့တင်းတော်တဲ့နေရာရွေးချယ်ပြီးနေထိုင်ပါတဲ့အရိယမိတ်တကရောတိယလူတော်လူကောင်းတွေကိုမိတ်ဆွေဖွဲ့ပါသူတို့စီကပညာတွေရဖို့ဉာဏ်ဉာဏ်တွေရဖို့ဆုံးမတွေရဖို့သူတို့နဲ့ပေါင်းဆက်ပါတမ္မာပဏိတိတမ္ပနော ကိုယ့်ကိုယ်ပြင်မာအကောင်းဆုံးဖြစ်အောင်ပြင်မာလို့ဆိုပုပ်ပြီးပုံညကတော်နရောအတိတ်ဘဝလည်းကုသိုလ်ကောင်းတွေလုပ်ခဲ့တယ်ဟောဒီ14ပါးလည်းပတ်သွားပြီဆိုလို့ရှိရင်တဏ္ဍန်ဒိညာယတောဂိတ်တိသူခင်စေတံဒေဝတတိအောင်မြင်ကြီးပွားမှုတွေအကုန်လုံးပစ္စည်းဥစ္စာတွေလည်းသူစီရောက်လာမှာပဲစားစရာတွေလည်းသူစီရောက်လာမှာပဲကြော်စောမှုတွေလည်းသူစီရောက်လာမှာ အောင်မြင်ကြီးပွားမှုချမ်းသာဒုက္ခတွေအာလုံးသူ့စီကိုရောက်လာလိမ့်မယ်လို့မြတ်စွာဘုရားဒီလိုဟောတာနော်အောင်မြင်ကြီးပွား14ပါးဆိုတာဒီလေးကိုဆွလို့တယ်ပေါ့အဲ့ဒါကိုယ်တဏ္ဍာမှာရှိအောင်မရှိသေးရင်ရှိအောင်ကြိုးစားဖြစ်အောင်ကြိုးအပြင်အကြောင်းကတော့ရှာရမယ်အတွင်းအကြောင်းကတော့ကိုယ်တိုင်ကြိုးစားဖြစ်တယ်ပေါ့